ကြောင်လျှောက်လေဒီကြောင်လျှောက်လေမလဲရပါဘူးဆိုတာလေမလို့ရပါဘူးဆိုတာလို့ပြောတာတော့ကိုယ့်ကြည့်ပြောတာတော့မဟုတ်ဘူးဈမ်းမြချင်းပြောသွားတာပဲပြောသွားပြီမဲ့အထာငါပြောတာပဲဒါတော့အတိမတိနေသလားမသိဒီလိုလောက်တာကျန်တဲ့သူတွေကြတော့လေအဲ့ဒီတိုင်းပဲသူကအဲသူတို့ပြောတယ်ထင်နေတာနော်တကယ်ကမဟုတ်ဘူးသဘောတရားချင်းကလူတွေမှာတူတာနဲ့မတူတာနော် မူရင်းအပြင်တူတာရှိတယ်မတူတာရှိတယ်မူရင်းအပြင်အလုံးကတူနေကြတာဆိုတော့ဒီတစ်ခုပိတ်ပြောလိုက်ရင်အကုန်လုံးတူတာနော်တချို့လေတချို့ရှိကြသေးတယ်ဦးဇင်းတို့ပြောရင်အဲ့ဒါအာဇင်ကြမြင်ရရနေလားမသိဘဲရမှာအကြမြင်ရရိုးရိုးပဲရတာမျက်စိနဲ့မြင်တယ်နားနဲ့ကြားတယ်အဲ့ဒါတော့ရတယ်ကျန်တဲ့ဟာတော့ဘဲရမယ်နော်ပြောရင်ရိုးရိုးပဲပြောတာရိုးရိုးပြောပြီမဲ့ဟိုမှာဒါငါပြောတာပဲဆိုပြီးတော့ တိလို့ပြောတာပဲဆိုပြီးလောက်ကြသေးတာနော်ဒါအထင်ပေါ့ဒါဥစဉ်တို့လည်းကိုယ်တိုင်ကြုံနေဘူးလေငယ်ငယ်ကအဲ့တိုင်းပဲငယ်စဉ်ကအဲ့လိုထင်တာမဟုတ်ဘူးနော်သူများအကြောင်းဆက်ဆက်စူးစူးနေဥစဉ်တို့ကလည်းအာရုံမပြူနိုင်ဘူးဘလို့ဒါခုနပြောပြီးပြီကိုကိုဘာသာကိုပြောနေရတာသူများအကြောင်းသိပ်သွားစဉ်းစားလို့မရဘူးသူကငါဘလို့ထင်မလဲဘာထင်မလဲဘာမှသွားစဉ်းစားလို့မရတော့သူထင်နေရချင်းသူထင်ပြီးသူစိတ်ချမ်းသာရင် သူကိစ္စ သိမကောင်းဖြစ်ရင်သုဘာသာဒုက္ခမယ်ကိုယ်နဲ့ဘာမှမဆိုင်နော်ဒါရောက်မလို့ကိုကိုဟာနေလဲကိုတော့လုံအောင်နေရတာနော်သူများကငါ့ကိုဘယ်လိုတွေးမလဲမသိဘူးဆိုတာတော့ဒါမစင်းစားဒါကိုသွားစင်းစားရင်ပြဿနာအများကြီးရှိတယ်ခုနပြောသလိုချုပ်ထွေးမှုတွေစိတ်စိတ်စိတ်ကအဲနေရထိုင်ဘယ်လိုမှအဆင်မပြေနိုင်တော့ဘူးဒါကြောင့်သုဘာသာဒုသူများလုံလုံမလုံသူများပြောပြောမပြော သူများတွေးတွေးမတွေးဘာလို့မှစိတ်ရှုပ်ခံပြီးတော့ မနေဖို့ကြောင်းလည်းဦးဇင်းတို့ပြောခဲ့တယ်ကိုကိုယ်တိုင်လည်းမနေဘူးနော်ခြားသွားပြင်ကြည့်ဘာမှမရှိပဲအခုတွေ့တယ်အခုပြောတယ်ခြားသွားရင်ဘာမှမရှိတော့ဘာပဲသူလန်းသူသွားကိုလန်းကိုသွားသူဘာသာသူတေတီကြည်ကြည်ပဲလည်းလန်းလန်းဘာမှမဖြစ်ဘူးအမြင်နေတုန်းခဏတော့တွေ့နေတုန်းခဏတော့ဒါအကောင်းအကောင်းကောင်းအောင်လို့စိတ်ထားတယ်ကောင်းအောင်စိတ်ထားအကောင်းဆုံးစိတ်ထားတယ်ဒါမှလည်းပဲကောင်းရမှာလေ နော်မြင်နေတွေ့နေတဲ့အခါမှာဒေါသတွေတောကတွေလောဘတွေနဲ့ဆိုရင်ဘယ်လိုသွားကောင်းတော့အဲဒါဖြည့်ရမှန်လေးတိုင်းပဲဘယ်လိုပုံစံနဲ့ပဲလာလာဟိုရေစစ်တဲ့ရေစစ်တဲ့ဖီလတာတွေလိုပဲနော်ရေစစ်တဲ့ရေတန့်နေတဲ့စက်တွေလိုပဲဟိုကလာညစ်ပတ်တဲ့စိတ်နဲ့လာလည်းပဲဒီဟာသတိပညာနဲ့စစ်ထုတ်လိုက်စစ်ထုတ်လိုက်ရေတန့်ပဲထွက်တာ ဒါဖိလတာလေးတွေရှိတယ်ဟိုဖိလတာကတော့ဗောရေစစ်လေးတွေရှိတယ်မြေထရားရေတွေလောင်းထည့်လိုက်လည်းပဲပြန်ထွက်လာတော့ရေကြီးကြီးလေးထွက်လာတယ်ရေတန်းစက်တွေအဲ့တိုင်းလှုပ်လှုပ်တာအဲ့တိုင်းမှာသူငယ်ကြီးကထွက်လာစိတ်ငယ်ဆရာတွေထွက်လာကိုကိုကိုစိတ်ထဲမှာကျတော့သတိပညာနဲ့စိတ်ထုတ်လိုက်ဒီဘက်မှာအကြည်လေးပဲထွက်သူကဘာပြောပြောအကြည်ပဲထွက်တယ်အဲအတန်းလာတော့ပိုတန်းတော့ဗောအတန်းလာတော့အတန်းပြန်ထွက်တာဗောမြေပတ်တာလာလဲအတန်းပြန်ထွက်တယ်အဲ့လိုလှုပ်ယူတာ အဲ့ဒါကသတိပညာနဲ့လှုပ်လို့ရတယ်လူတိုင်းလှုပ်လို့ရတာဣတိတဲ့လူတိုင်းလှုပ်လို့ရတယ်သုဘတသူဘလို့ပုံစံနဲ့လာလာဘာစကားပဲပြောပြောနော်မဲ့လာလာပြုံးလာလာဓမ္မမဟုတ်အချိုလေးပဲပြောပြောအချင်းပဲပြောပြောအငံပဲပြောပြောအခါပဲပြောပြောနော်အဲ့ဒါဒီဘက်ကနေသတိပညာနဲ့စစ်ထုတ်လိုက်အဖြူအဖြူအဖြူစင်ဆုံးနှံ့နှံ့ရှင်ဆုံးပုံစံလေးပဲပြန်ထွက်လာ ။တရားလည်းပဲတစ်ခေါက်နဲ့တရားကိုမှပွားဆိုသလိုပဲ။ဘုဘသာကိုပဲဒီဟာကိုလေ့ကျင့်ယူရတာလို့။နော်ဒီသဘောတရားကိုပွားများယူရတာ။ပရမတိရမယ်ဒုတိယဒါနဲ့အလုံးလောက်ကအရိဓာပြီးအလုံးလောက်ကအဲ့ဒါဆိုရင်သူပြောတဲ့ဖြစ်ရတရားဖြစ်ပေါ်လာမှာပဲစိတ်နေစိတ်ထားတွေကဖြစ်ပေါ်လာမှာတကြောင်လဲဆိုတာကိုယ်စီမှာဒါဒါကြောင့်မလို့ကိုယ့်အကူကို ကိုကကိုကိုကိုစကားကိုနားထောင်ကိုကိုကိုကောင်းအောင်ပြောမေတ္တာထားသနာဤဤလူများလူဖြစ်အောင်ချိန်ဒီရင်ကိုကိုဝမ်းသာဂုံယူဧနပြောအောင်နေနော်ကိုကိုကိုဂုံပြုအမလလပပလေးပြင်းမုံမေးကြញ្ញလေးနေအောင်မမုံမလေးစားဟိုပြင်းလုံးတော့ပြင်းချုံးဆိုသလိုပေါ့ဒါကတော့လည်းမလောက်ကြနဲ့ပေါ့တခါတည်းကျတော့အယူဆွဲနေတခါလွန်သွားတာလည်းရှိတယ် နော်ကံပေးသမျှတွေထဲရနေမှာကံပေးသမျှတွေရနေမှာညံလေးနဲ့ရှင်ပြီးအသုံးပြုလိုက်တယ်အဲအဲ့ဒါလောက်ဆိုရင်ဒါအိမ်မတမ ဖြောက်မှမှန်ကန်သွားလိမ့်မယ်နော်မဟုတ်ရင်တော့ဘဝကကိုကိုကိုမကိုမတနာရင် သူများလည်းတနာလာဖို့မရှိဘူးမရှိဘူးခဲရင်နော်ငရောစဉ်ကြီးရဲ့ငရောစဉ်ကြီးတော့ တနာတယ်ဆိုပေမဲ့ကိုကိုကိုတနာတာလောက်စိတ်မချပါဘူးကိုကိုကိုဂုံပြူပြီးတော့နေရတယ်လို့ဘယ်သူမှကိုကိုမဆောင်ရွက်ပေးနိုင်ကြဘူးဆောင်ရွက်ပေးမယ်လို့မရှိဘူးအဲဒါကိုစိတ်နဲ့ကိုလုံအောင်တာနေတာကိုရေးကြည့်တယ်ဒါကြောင့်အတ္တရတနာနာထောကိုကိုကိုသာအာကိုပါတစ်ဖက်ကသက္ကလုံက နော်ဟိုနည်းနည်းရင့်နေတဲ့သကလုံးဆိုရင်အကိုတက်ကိုကြည့်ကိုတက်ကိုကြည့်တာပဲအဲ့တော့အဲ့မှာရှင်းပါတယ်ကိုတက်ကိုကြည့်ဆိုတော့ကိုနဲ့ဆက်ဆက်တဲ့ဟာလဲပါသွားတာပေါ့မဆက်ဆက်တဲ့ဟာလဲပြုတ်ကျန်နေတာပေါ့ဒါဒါဒါအရှင်းဆုံးပဲလေဆက်ဆက်တဲ့ဟာဆိုတာဆက်ဆက်တဲ့နီနာပဝင်ခြင်းကိုဖြန့်ကျက်လို့ရသမျှ စံကြယ်လို့ရသည်များအရာဆက်သက်တဲ့စီဆက်သွဲတဲ့စီတွေကတော့ဒါစောင့်ရှောက်ကြပါဟဲ့တနာခြင်းလည်းဖျက်ရတယ်။ကောင်းစေခြင်းနဲ့မြတ်တာလည်းဖျက်ရတယ်။ညီလူများလူဖြစ်ဖို့နှိမ့်နေလို့ရှင်လည်းဆွဲတင်ပေါ့။တော့ညှင့်နေလို့ရှင်လည်းကိုယ်လည်းကြိုးစားပြီးတက်ပေါ့။အဲဒါလိုက်ကြည့်ယူပါတော့။ ဒါလည်းမိတလောက်ပဲเนาะအကုန်လုံးတော့မမိအောင်ခုနပြောခဲ့တဲ့ကမမီရင်လည်းပြေးမလိုက်နဲ့မောက်ရလဲမယ်မိနေတာကိုလည်းမလိုက်ပဲမနေနဲ့မိလောက်တဲ့ထင်တော့ရောက်အောင်သွားကြရမယ်နေဒီတော့အဲ့ဒီလိုလေးနေတတ်ရင်ခုပြောတဲ့လောကီကိုကျေးဇူးတင်သလိုပုဂ္ဂိုလ်တ attva တွေကျေးဇူးတင်ကိုကိုကိုလည်းကျေးဇူးတင်နေမှာမဟုတ်ရင်ကိုကျေးဇူးကမရှိဘူးဖြစ်နေတယ် နော်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးရှင်ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးပဲဖြစ်နေမယ်။ဘုရားသခင်ရဲ့ကျေးဇူးဆိုတာပဲလာနေမယ်။မလောက်ပါနဲ့အဲ့ဒါ။အဲဘုရားသခင်ရဲ့ကျေးဇူးမှအပြေဝလာမှာမဟုတ်ပါဘူး။နော်။ွယ်ဝိုက်ပြီးတော့ဥပနိဒေယအထောက်ပံ့နေရခြင်းတော့ရှိပါတယ်။မိဘကျေးဇူးဆိုတာလည်းပဲွယ်ဝိုက်ပြီးတော့လာပါလိမ့်မယ်။နော်မိဘမွေးခဲ့တဲ့ မွေးပြီးတဲ့နေ့ပိုင်းနဲ့သူကတတ်နိုင်တဲ့ကကျိုးမွေးစောက်လျှောက်တယ်။အဲဒါအဲ့ဒါကသွယ်ဝိုက်တဲ့ကျေးဇူးပဲ။ဘဝဖြစ်ပေါ်စေတိုက်ရိုက်အပြင်မိမိတို့ခန္ဓာကိုယ်မှာခန္ဓာကိုယ်ကြီးကောင်းဖို့တော့သံသိဥရုအာဟာရကဆက်လက်ပြီးတော့စောက်လျှောက်သွားတာ။မိဘကပြည့်စုံမွေးလိုက်ပြီးတဲ့အခါတန်တရားရဲ့စိတ်ဓာတ်ရဲ့ရာသီဥရုရဲ့အစာတောက်ရဲ့အဲ့ဒါဆက်လက်ကြီးတော့အောင်စောက်လျှောက်တာ။နော်အဲ့လိုမြင်အောင်ကြည့်ပါ ီဘက်လည်းပါတယ်ဒီဘက်ကလောကသဘာဝတရားကြီးလည်းပါတယ်အဲတော့ဒီသဘာဝတရားကြီးပေါ်မှာပုံနာနေထားခြင်းဆိုရင်ဒီခန္ဓာကိုယ်မှာအစာကလည်းဆောင်ရှောက်တယ်အဝတ်ကလည်းဆောင်ရှောက်တယ်နေရာတွေကလည်းခန္ဓာကိုယ်မပြည့်စုံအောင်ထိမ့်သိမ်းဆောင်ရှောက်ပါတယ်နော်ဘူဝေရာတိဥဒ္ဓကလည်းခန္ဓာကိုယ်များတောင်ဆောင်ရှောက်ပါတယ် အဲ့တော့သာဝဏေရေးတွေကလည်းသာဝဏေကျမ်းမာရေးတွေကလည်းခန္ဓာကိုယ်ဆောင်ရောက်တယ်တဲ့အဲ့ဒီလိုသဘောကလည်းပဲသိရမယ်နော်အာမိဘမိဘမိဘကျေးဇူးဟုတ်တယ်ဒီတခုလည်းမဟုတ်ဘူးဒီဘက်ကဥပနိဒိယမိခိုရာအကြောင်းကလည်းပါတယ်ဒီတခုလည်းမဟုတ်ပြန်ဘူးမူရင်းကကိုယ့်ရဲ့ကံတရားကိုယ်ပြောမှရင်မှားသလောက်အသက်ကပျောက်သွားတော့တခါတည်းနော် မစင်မကျင်သွားပြောကြည့်တစ်ဖက်ကချလိုက်ကိုသိရောဆိုတာအဲ့ဒါအဲ့ဒါကံတရားဆိုတယ်ဝစီကံဝစီကံမှားသွားတာနဲ့တခါလဲသိရောတာအာကံမှားသွားလဲဒီတိုင်းပဲကာကံမှားသွားနော်နောက်ပဲခုံချဖို့ပေါ့ခုံချရောခုံချတခါအစိတ်တွေပဲကောက်တော့လိုက်အဲ့ဒါကာကံမှားတာအဲ့တော့အဲ့ဒီမှာဝစီကံကာကံဒီမှာမနောဆိုတဲ့စိတ်ကလည်းပါတယ်အဲ့တော့ကံမှားသွားလဲဘဝဟာသွားတာပဲဆိုတာ တော့မူရင်းကအရိကံတွေရာပြီးတဲ့အခါမှာပဝန်ကျင်တဲ့ရာသီဝရုသာဝနေရီရာဆောင်ချောက်အိုးအစဘေးကလာလဲမိဘတွေဒီကနေစတင်ပေါက်ဖွာလာတယ်ဒါပဲဒီလိုဆက်ဆက်သွားအဲ့တော့ဘေးကဘေးဟာဘေးကဘေးဟာကဘေးဟာလဲဘေးဟာနော်အဲဘယ်တစ်ခုလဲကြောင်းမလို့ဒီလိုတော့သွားကြည့်လို့မရဘူးအဲကြောင့်မလို့ခုနပြောတဲ့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးလုံးမနေနဲ့အဲသူပြောတာဟုတ်တယ်ဥပနိဒိယ ကိုကိုကိုပြန်ပြောပြီးကိုဘတာကိုနားလဲသွားတာကိုကိုကိုကျေးဇူးတရားမှာကိုရဲ့ကန်တရားအဲဒီလိုဆိုရင်ဒါမြတ်တာသွားအဲ့တော့သူလည်းဟုတ်တယ်သူသူပါတော့သူသူပါတာလည်းဟုတ်တယ်အဲကိုလည်းပါတယ်ဆိုရာဒီလိုမဟုတ်ရင်တော့ခုနကျေးဇူးတော်ရှင်ကတစ်သက်လုံးကျေးဇူးတော်ရှင်ယူပဲခုကျေးဇူးမရှိသူကျေးဇူးယူပဲဖြစ်မယ်အဲဒီရှုကြတော့လည်းမိုက်ရိုင်းတဲ့သူကြတော့လည်းပဲအဲသူကဘာမှမဆိုင်ပါဘူးကိုကံနဲ့ကိုပါဆိုရင်လည်းဒါလည်းမဟုတ်သေးဘူးနော် <that's> ိုကံနဲ့ကိုပါဆိုသူတို့ကလာလုတ်ပေးရတဲ့သူကျေစုမရှိတော့ဘူးသူတို့ကကိုကြုံလို့ဖြစ်တာအဲ့လိုလည်းမဟုတ်ဘူးသူကျေစုလည်းတည်ရသေးတယ်။ဩပေးဘူးကျေစုပေးဘူးကျေဘူးသူကျေစုသူတိကမင်္ဂလာဆိုတယ်လို့သူကပေးဘူးတယ်။နော်သူကကျွေးဘူးတယ်။အဲ့ဒါသူတိရတယ်သူက။အဲ့ဒါမင်္ဂလာပဲကုသိုလ်ပဲ။သူများကျေစုလည်းတည်ရတယ်။ကိုကိုကျေစုလည်းကိုယ့်အကိုရှိနေတာတည်ရတယ်။ကိုရဲ့ကျေစုဆိုတာကိုယ်ကံတရားလို့ခေါ်တယ်။ ူများကျေးဇူးကတော့ပထမဥပနိဒိယပြည့်စည်လို့သုံးတယ်ဥပနိဒိယအကြောင်းလို့သုံးတယ်အဲ့ဒီနှစ်ခုလုံးနားလဲတဲ့လူကဒါလောကကောင်းကောင်းမြင်တာပေါ့နော်ကျေးဇူးတည်တတ်တဲ့လူကမစော်ကားတော့ဘူး